ကလောမြို့နယ်ရေရာကျေးရွာဝိဇာတောင်ဘုံကြီးကျောင်း၌မဟာပဋ္ဌံရွတ်ဖက်ပူဇော်ဝဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရံပြင်းနယ်တောင်ပိုင်းကလောခရိုင်ကလောမြို့နယ်ရေရာကျေးရွာဝိဇာတောင်ဘုံကြီးကျောင်းရှိဓမ္မယုံ၌မရှိခဏဝိဇာတောင်မဟာပဋ္ဌံရွတ်ဖက်ပူဇော်ဝဲဖွင့်ပွဲခန္ဓာကိုမေလ၈ရက်နေ့နဲ့၉နာရီခွဲကကျင်းပပြုလုပ်ခဲ့ရာမရှိခဏကျောင်းတိုက်ဆရာတော်ဗဒ္ဒနာသူဝနဗောဓိကုံကျောင်းတိုက်ဆရာတော်ဗဒ္ဒနာဥတ္တမနန္ဒာ တိန်တောင်ចောင်းដៃសេរတော်បដ្ឋန္တာ ਪਰ មានន្តអមុပြုတော်សេរတော်តង្ការោရှင်ទុញ្ញញាកលោតណ្ណែមុនិអាយាឈិសិទ្ធិញាកលោខ័យញ្ញុណែសីមអុជុយីភွဲ့ឧបកថាណែអភွဲ့វិញញាឋានៈសញ្ញាញាភេចាថាទីឯទេរោញាតែកយកខេបាទេយេឧសွာអខណ្ណាទុតែកយកឡាចាទុញ្ញាកនមោតតត3ជិនយុសុភយាករោយីអខណ្ណាគូភွင့်លិខេពីဝရီကုံចောင်းដៃសេរတော်ធម្ម5បាទីលាខានយុសោតិគេចាបាទេ ဆက်လက်၍ဗောဓိကုံကျောင်းတိုက်ဆရာတော်မှပဋ္ဌာန်းရပွားရခြင်း၊နာကြားရခြင်း၏ကုသိုလ်ရတရားတော်အားချီးမြှင့်ဟောကြားခြင်းနှင့်ဆရာတော်ကြီးများကမေတ္တာတုတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ထို့နောက်ဆရာတော်တန်ဃာတော်ရှင်သူမြတ်များအလူရှင်များမှလူပွဲဝိတ္ထုပစ္စည်းများဆက်ကပ်လူဒဏ်ခဲ့ကြပြီးလူဒဏ်မှုအစုစုတို့အတွက်ရေးဆက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။အဆိုပါမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဟာ၈ရက်၅လ၂၀၂၅ရဲ့နေ့မှာ 14ရက်5လ2025ရက်နေ့ထိ9ရက်တိုင်တိုင်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ